မိင်္ဂလာပါတားတို့တမီးတို့ရေအဖွာချင်းမန်နေပြီးတော့တားတို့ကိုအသက်ရှင်တဲ့သခင်ယေရှုပြဖျားကြောင့်ပြောပြမလို့ပါခနာဆုတောင်းမယ်နော်အသက်ရှင်တယ်ဆိုသခင်ယေရှုပြဂျပန်မှာရှိနေတားတမီးလေးများအသက်ရှင်တဲ့ဖျားသိဖို့မာဇာတနာတော်ပါတမီးတို့မှာထွက်တဲ့စကားတလုံးစရာကိုယ့်ကိုထွက်ချင်တာမဟုတ်ပဲနဲ့တရှင်တော်ဘုရင်တော်ဖျားဒီကလေးများနားလဲအောင် ဖော်ပြပါမယ်ကြောင်းဝိနောဖျားလည်းအနံ့ပါတယ်ခမီးတော်ဖျားသားတော်ဖျားတရှိဝိဖျားလမ်းပြပါကာကွယ်ပဲစောင့်ထိန်ပါရကုပိနေတတ်သုံးမစကရကောင်းကြီးပေးပါကျေတော်ပေါင်းချီးမွမ်းနဲ့တခင်ယေရှုဖျား၏မဟာနာမတော်ကိုမြပြည့်အလုံးယူသည်လည်းဆုတောင်းဆက်ကအနံ့ပါတယ်ဖျားအာမင်အေးတရတမီဒီကဘာကြီးရလေဖန်ဆင်းရှိရှိတယ်နော်အဲ့တော့ကျန်းသာရင်ဘာကြီးထားလို့ဆို ကပောက်ကြံခိုင်တက်မှငယ်တက်မှအဆောင်နိုင်ဖျားသခင်ဒီကောင်းဝင်နေမြေကြီးကိုဖန်ဆင်းတယ်မြေကြီးကအစင်းတရားလည်းမရှိလွတ်လပ်တာဖြစ်တယ်အဲ့တော့ဖျားသခင်ကနင်းနေတဲ့နေရာတွေအမောင်းတို့ခေါ်ပြီးတော့မောင်မိုက်ခေါ်တော့ဖျားသခင်ဝိညာဉ်တော်ကနော်အလုံးလုံးနေတယ်တဲ့ညဖျားသခင်အလင်းဖြစ်စီလို့ပြောတဲ့အခါမှာအလင်းဖြစ်သွားတယ်သူနှုတ်ကထွက်တာနော်အလင်းဖြစ်စီဆိုဖျားတကူနှုတ်ကဘလို့တကူရှိလို့ဆိုတော့ အလင်းဖြစ်စေလို့ပြောတဲ့ခါအမိတ်တို့ရှိတဲ့အခါမှာအလင်းဖြစ်သွားတယ်အလင်းကောင်းတော့ဖျားသိမ်းမြင်သွားတယ်အဲ့ခါမှာအလင်းနဲ့မောင်မိုက်ပိုင်းချလိုက်တယ်ဖျားသိမ်းအလင်းကိုနေလို့ခေါ်လိုက်တယ်မောင်မိုက်ကိုညလို့ခေါ်လိုက်တယ်နော်အဲ့မှာညနဲ့မနေ့ဖြစ်သွားတော့ပထမနေ့ဖြစ်သွားတယ်နော်မနေ့ညဖြစ်ပထမနေ့ဖြစ်သွားတယ်တခါဖျားသိမ်းရေလဲမှာမိုးမြင့်တဲ့ချက်ဖြစ်စေတယ်ရေလဲမှာမိုးမြင့်တဲ့ ရေနဲ့ရေချင်းချက်ဆိုအပေါ်ရေနဲ့အောက်ရေရှိတယ်ဘုံမကြီးရေရှိတယ်အောက်မှာရေရှိတယ်အဲ့ရေတခုပိုင်းချပလိုက်တယ်ဖျားတဲ့ကနော်ဘုံမရေရှိတယ်နော်ဘုံမကြီးကိုဖျားတဲ့ကဖန်ဆင်းတယ်ဘုံမကြီးရဲ့အောက်မှာရှိတဲ့ရေနဲ့ဘုံမကြီးအပေါ်မှာရှိတဲ့ရေတွေနှစ်ခုပိုင်းချပလိုက်တယ်ပြီးတော့ဘုံမကြီးကကိုလည်းမိုးကောင်းကင်လို့ခေါ်လိုက်တယ်မိုးမြမိုးကောင်းကင်ရေရှိတယ်နော်ကြာဒူးမိုးရတဲ့စက်ကမိုးမြစ်ချက် မူမချက်ပါလေဘိုးကောင်းကြီးကိုခေါ်လိုက်တယ်မူမချက်အော်ဖျားကန်အိမ်မှာညနေနာနေဒုတိယနေ့ဖြစ်သွားတယ်ခါဖျားကန်မိုးကောင်းကင်အောက်မှာရှိရေစုဝေးရနေရရေကုန်းနေရနော်ကုန်းပေါ်စီတယ်ကုန်းအဲ့ဒီလိုရေနဲ့ကုန်းနဲ့ပိုင်းချပလိုက်တယ်မိတ်တယ်ဖြစ်လာတယ်ကုန်းကိုမြေလို့ခေါ်လိုက်တယ်နော်ကုန်းကိုမြေလို့ခေါ်လိုက်တယ် ဒါပြန်လို့ယေရှုဝိယရဲ့ပင်လယ်လို့ခေါ်လိုက်တယ်။နဲဖျားခင်ခေါ်တမုတ်တော်မူပြေခမားတဲ့။သူမြေကောင်းတဲ့ဖျားရမြင်သွားတယ်။ဟာပထမနေ့ပြီးတော့ဒုတိယနေ့ပြီးသွားပြီ။ဒါဖျားခင်မြင်းနဲ့မြေပံမျက်ပင်ပေါက်စေတဲ့။စပါးတိဖြစ်စေတဲ့။စပါးပင်လည်းနော်စပါးပင်မြေပေါ်မှာပေါက်စေဖျားတဲ့။တစ်ပင်နေပေါက်စေတယ်။ဘာလို့ပေါက်စေလဲဆိုတော့လူတွေစားဖို့အတွက်လေ။မြေမှာလည်းမျက်ပင်နေပေါက်စေတဲ့။ တဖြတ်နှုတ်ကထွက်တဲ့စကားနော်စပားဒီလိုဖြစ်စီတယ်စပားပြီလည်းဖြစ်စီတယ်နောက်တစ်စန်းစန်းနေတော့ပေါ့ဖြတ်နှုတ်ကထွက်လာအတိုင်းဖြစ်နေအဲ့တော့တတိမျိုးစိတ်ပါတယ်တတိမျိုးစုံနဲ့ဖြတ်တဲ့အမိတ်ပေးလိုက်တယ်အဲ့ဒီကောင်းတာတွေ့လာတဲ့အတိမနာမျိုးစုံရှိသွားပြီတို့လူတွေစားကြတို့ဖြတ်ခင်မြင်တဲ့အခါမှာညဦးနဲ့နန်းနဲ့တက်တရနေဖြစ်သွားပြီ တန်ဖြစ်သွားပြီတခါဖျားသခင်ကနေနေကြောင်းပိုင်းချစေဖို့မိုးကောင်းငင်မှာနော်မိုးကောင်းမြင့်တဲ့ချက်မှာအလင်းအိမ်ကြီးတစ်ခုနော်အလင်းဒီစေတဲ့နမိတ်လက္ခဏာချိန်ချက်တဲ့အချိန်မှာနေအပိုင်းချောက်လဲအပိုင်းချရတယ်နော်မနေ့နေနေပူတဲ့အချိန်မှာသူကနေပဲကိုနေလို့ခေါ်ရညပဲကိုညလို့ခေါ်ရလေအဲ့တော့မိုးကောင်းမြင့်တဲ့ချက်ကိုတီးစေတဲ့ မိကြီးလေးစားဖို့အလေးအိမ်ကြီးနှစ်ခုထားရတယ်။သိတယ်နော်။အိမ်နှစ်ခုထားရတယ်။အဲအလေးဖြစ်စေဆိုအလေးဖြစ်လာတယ်။အဲ့လိုဘုရားသခင်ကအလေးအိမ်ကြီးနှလုံးတည်းဆိုတော့နေ့ကိုအုပ်ဆွေးတဲ့ကြည်တလုံးညကိုပဲအုပ်ဆွေးအငယ်တလုံးနေနဲ့လောက်ပြောနာ။နေကဘုရားသခင်မိတ်ရှိတာတိုင်မင်းနော်။တစ်ချက်မှမရသေးဘူး။ဖန်ဆင်းတဲ့နေ့ကစဒီနေ့ထိနေမရသွားဘူး။ဘုရားသခင်စကားနားထောင်တဲ့နေ့က ဖျားသခင်နေကိုအမိပေးလိုက်တယ်တနေကိုလင်းရမယ်ကဘာတဝန်းလို့သူလင်းရမယ်ကဘာတဝန်းလို့ချက်နေရတယ်သူလည်းမတူမြန်မာပြည်မှာနေဖြစ်နေအဲဒီပြင်နောက်နောက်နိုင်ငံမှာညဖြစ်တယ်ဖြစ်နေအဲ့တော့မြန်မာပြည်နေဖြစ်နေတယ်မှာနေပူချိန်ရသလိုတို့ညပဲအိတ်တဲ့အခါမှာဟိုနောက်ပိုင်းဒေသမှာညဖြစ်နေတာနော်ညဖြစ်နေသူကညဖြစ်သူနေဖြစ်တယ်တို့နေဖြစ်ညဖြစ်တယ်အဲ့မှာအလင်းကြီးက တနေ့ကိုလင်းနေရတာနော်အဲ့တော့ညအုပ်ဆိုးတဲ့အလေးနှလေးရှိတယ်အဲ့ဒါကနေနေနဲ့နေကတော့တနေ့ကိုတနေ့ကိုအုပ်ဆိုးနေတာတနေ့ကိုနေရတစ်ခါရက်တယ်ဆိုမှရှိဘူးနေနော်ဒီနေ့တစ်ခါမြအနည်း2005သူ2000နဲ့ဒုပ္ပစီရှိသွားပြီနော်2025နေ့ရှိသွားပြီတလောက်တဖို့စဖန်စအနည်းစတွေ့မယ်ဆိုအနည်းခွန်တောင်တော့ရှိပြီ တခါမှနေမရသေးဘူးဖျားသင်းစကောင်းနားထနေနေမရတတ်တော့မှနော်အနေနဲ့တခုတည်းပြောလိုက်မယ်ယောရှုမတ်စာထဲမှာယောရှုမိတ္တန်တိုက်တဲ့အခါမှာနေဝင်တော့သူရှုံးမအောင်သူရှုံးမယ်ဆိုတော့ तू ကဆူတောင်းတဲ့ဖျားသခင် နေကိုရက်ပေးပါကိုရောရေနေရက်ပါနေပူနေမှကျွန်တော်နိုင်တိုက်လို့နိုင်မယ်နေရက်ပေးပါနေမွေးပါစင်းနဲ့ဆူတောင်းတာနေချက်ရက်သွားတယ် ရက်သွားတဲ့ခါမှသူတိုက်တဲ့ခါမှရန်သူနိုင်သွားတဲ့သူကယောရှုမစားတယ်မှာအဲ့ဒါကြည့်ဖျားစကောက်နားတော်နာကိုရောသူဆူတောင်းတာဖျားသခင် နေခဏရက်ပြီးပဲကိုရောရဲ့နေပူမှကျွန်တော်ဒီလူတိုက်လို့ရမယ်နေလင်းမှတောင်းတဲ့တရားရဲအဲ့ဒါနေရက်ခဏရက်သွားတယ်နော်အဲ့ကြောင့်ပြီးတော့ဆက်ပြောပြမယ်နေရက်သွားတဲ့ကြောင့်အဲ့တော့ computer ဆက်ပေါ်တဲ့အချိန်မှာ computer ဆက်ပေါ်တဲ့ချိန် computer အတိကြီးနော်စတီထူတဲ့အချိန်မှာ တရက်ကယော့နေတယ်။အဲ့တိပ္ပံပညာရှင်နဲ့စဉ်းစားတယ်ဒီတရက်ကဘယ်လိုယော့နာလဲ။ဒါကွန်ပျူတာအသစ်ကြီးလေပရိတ်တာအဲ့ဒီမှာကျန်းစာကိုကြည့်တဲ့တိပ္ပံပညာရှင်တယောက်မဘူးတဲ့ယောရှုလက်ထက်မှာတဲ့နေခဏရပ်သွားသေးတယ်။ရှာကြည့်တော့နေက23နဲ့မိနစ်20ရပ်သွားတာ။ပြန်ရှာတွေ့တော့ဟာနေရပြန်သွားနေပြီ23နဲ့မိနစ်20ပြန်သွားနေပြီ။ပြန်သွားပြီးတော့မိနစ်40လိုသေးတယ်။ အဲ့တော့မိနစ်၄၀ဘယ်လိုရှာမလဲကွန်ပျူတာဆက်သွားဖို့အတွက်ဘာလုပ်ရမလဲကျန်းစာနဲ့မှာပါတယ်ဟီစကီမီဇာနော်ဟေရှာနကတိကျန်ခိုင်း38မှာရှိတယ်နော်အမေရိဖေးဖတ်ပေးဖို့အဲ့ဒါမှာဟီစကီမင်းကြီးကသူ့ဘီင်ကြီးသူ့အနာရောဂါဆွဲတော့ဒါဟီစကီမင်းကြီးတင်းနဲ့ဆွဲတဲ့ခါမှာဟေရှာပြောဖက်ကျူလွတ်လိုက်တယ်ဖျားတယ်တပ်ပြောလိုက်တဲ့ ဟေ့စကီမင်းကြီးနန်းတော်ရရပြင်ချလာတော့သူသေးတော့မယ်လှုပ်ဆက်ကလှုပ်ထားတော့တယ်မင်းသေးတော့မယ်တော့ပြောလိုက်တယ်အဲ့ဒါဟေ့စကီမင်းကြီးကသေးတော့မယ်ဆိုကြားတယ်ဟေရှားပြောဖိကြလာပြောဖိဆိုသိတယ်မလားဖေဟာပြောတဲ့စကားပြောရတယ်ဟေရှားပြောဖိကြီးကလာပြောပြတယ်ဘင်းကြီးမင်းသေးတော့မယ်နန်းတော်ကိစ္စလှုပ်ထားလိုက်ပါတော့ကြမ်းလေဟေ့စကီမင်းကြီးကဟေရှားပြောဖိကြီးဘာမှပြောရပဲနိုင်ရန်ဘက်ကိုလှည့်ပြီ ငူရာငူရာကိုရောကျွန်တော်ကိုရောစကနာထောင်းနေတာပါကိုရောနော်ကိုရောစကနာထနေအမြင်နဲ့ဒုက္ခပဒသွားနေပြတာပါတောက်ကိုရောစင်နာပြပါတာမသိသေးသေးပေါ့အဲ့လိုငိုရစတောင်းချက်ချင်းမဖျက်ကတိတ်တနာကြီးကြီးပြည့်တယ်ဖျားနော်ပြန်ပြီးတော့ဟေရှားပြော့ဖြစ်ကြည့်နန်းတို့အလေဒနာသူမြောက်ပြန်လာပြန်လာတော့နန်းတို့အလေဒနာမြောက်သေးဘူးပြန်သွားပြောလိုက်တယ် နောက်ထပ်ဆက်ငန်းနဲ့အသက်ရှင်မယ်တဲ့နောက်ထပ်ဆက်ငန်းနဲ့အသက်ရှင်မယ်တော့ပြောလိုက်ခါမှာဘီရင်ကြီးကတဆိုကျွန်တော်တို့လက္ခဏာပြလေတဲ့နေတိုင်းနိုင်ယူအရှိပိုင်းသွားရင်ထုံးစံနောက်ကိုရွှေ့ထုံးစံမဟုတ်အဲ့တော့နေတိုင်းနောက်ဆယ်ချက်ရွှေ့တာတစ်ဒီဂရီမှာ၄မိနစ်ဆယ်ဒီဂရီမိနစ်၄၀နော်အဲ့မှာပြန်ပြီးတော့တရက်တိပြန်ရတော့ကွန်ပျူတာရဲ့ပြန်လဲသွားတယ်ကြောင့် နုတ်ကပတ်မှာဖျားပြုတ်တဲ့စကားတဲ့အလကားတစ်ခုမှမလို့ပြောပြတာပါကျိုးလို့ပြောပြတာအဲ့တော့နေနေညောက်တယ်ဖျားတဲ့ဖန်ဆင်းတယ်နေရတဲ့ဒီနေ့ထိသွားနေတုန်းပဲအတည့်ရပဲတတိယပြောက်တော့ပြောပြတယ်ပြန်ရပြီအဲ့တော့လလည်းညတိုင်းသူ့လင်းသူ့လင်းနေရတယ်နော်ညပဲဆိုလလည်းနတ်တနေကွန်နေပဲနေလင်းအဲ့လိုသွားနေရတယ်တဲ့အဲကြောင့်ဖျားသခင်ကအဲ့လိုဖန်ဆင်းပြီးခါမှာ လူသူပုံတယ်တရားတရိစံဖန်စီစံစားရမှာတရိစံကိုဖန်စီနေဟိုတပိပမာကိုဖန်စီနေလူတွေအတွက်နော်အကုန်အတွက်ဖန်စီနေဖျားကြီးမြေကြီးတွေမှာခါရဲအိုးလဲရမှာစပါးပင်နေအပင်ရှိမြဖန်စီနေတဲ့အမထာဝဖျားကြီးမြေမှာမိုးရွာစီအဲ့တော့မိုးမရသေးဘူးနော်မြေမှာအခိုးငွေထက်တဲ့အခိုးငွေနဲ့ အပင်နီကစူလန်းစူနေရတာဒီမှာထားဖြတ်ဖြတ်ကမြေမှုနဲ့အဲ့ဒီမှာအကုန်ဖန်ဆင်းမှာသရိစာနဲ့အပင်နီရှိသည်မြတ်အကုန်အစင်းနဲ့ဖန်ဆင်းပြီးမှကောင်းတာမြင်သွားတယ်ပြီးမှဖြတ်ကငါတို့ပုံသဏ္ဍလူဖန်ဆင်းရအောင်လေပြောပြောပြီးသူဖျားပုံသဏ္ဍလူဖန်ဆင်းမယ်လေဖျားပြောတာနော်ငါတို့ပုံသူဖန်ဆင်းရအောင်လေဖျားပြောပြီးအဲ့မှာဘယ်လိုဖန်ဆင်းနေသေးလဲ မြေမုံတဲ့ကယူပြီးတော့မြေမုံကိုလူတဒန်ဖျားတကံလုပ်ပြီးတော့ဇီဝတဲ့မုတ်သွင်းလိုက်တယ်လူယောက်ျားအာဒံဖြစ်သွားတယ်နော်ကြာတို့ရဲ့မြေမုံကလာလို့တေပဲသွားလဲမြေကြီးမှသွားမြေရတယ်မြေကြီးကလာတာဟုတ်အဲ့မြေမုံကိုယူရဖေကဇီဝတဲ့သူဇီဝတဲ့မုတ်သွင်းလိုက်တာလူယောက်ျားဖြစ်လာတယ်အာဒာနဲ့သူ့မှာအဖော်မရှိတယောက်တည်းဆိုတော့ ဖေတူတူပြောရမယ်။တယောက်တည်းဆိုအဲသူ့အဖိုးလိုတဲ့ဆိုဆရာတဲ့သူ့နိုင်ယူအာဒန်နိုင်ယူယူပြီးတော့လူမိမဖြန့်စင်းတယ်။အဲ့ဒီမျိုးသမီးအေးဝါလို့ခေါ်တယ်။အာဒန်နဲ့အေးဝါ။နော်သူတို့အာဒန်နဲ့အေးဝါကအေဒီဥယျာဉ်ထဲမှာနေရတယ်သူတို့။နော်အေဒီဝဲနေပြီးတော့ဖျားသခင်သူကောင်းဖျားတဲ့နေတယ်သူတို့စကားလာလာပြောတယ်။အသက်ရှင်တဲ့ဖျားတဲ့တေးတဲ့ဖျားမှမဟုတ်တာ။အသက်ရှင်တဲ့ဖျားနေတဲ့နာစကားပြောတယ်သူတို့။ တနေ့မှဘုရားကပြောနေတဲ့အဒီထမ်းမှာစားတဲ့ကောင်စားတကောင်းမကောင်းတိတဲ့အပင်မစားနဲ့ကောင်းမကောင်းတိအပင်အတိကိုမစားနဲ့လို့ဘုရားပြည့်ညတ်ထားတယ်အဲ့ဒါကိုမွေးရမွေးစားစားရမနဝိညာဉ်စုနတ်ဆိုမှတ်တာလာပြီးတော့မြို့သမီးကိုအေးဝလာပြောတယ်နင့်ဘုရားမစားနဲ့ပြောလာတယ်ဟုတ်တယ်မစားနဲ့ပြစားကြည့်ပါလားတဲ့စားကြည့်သူ့လိုဖြစ်မှာမဟုတ်လို့တဲ့ အဲ့အမျိုးသမီးများအေးဘွားနားထောင်ပြီးတော့အဲ့ဒီကောင်းမကောင်းတဲ့အပြင်အသီးလေးကိုကြိုက်လိုက်တဲ့အခါမှာကျွန်တော်ဖုန်းတွေမှာကြည့်လိုက်အသီးလေးကတခက်ကြိုက်ထားတဲ့ပုံလေး Apple လေးတွေ့ဖုန်းတွေမှာဒီ TV တွေမှာကြည့်လိုက်တို့တို့ရဲ့ iPad တွေမှာကြည့်လိုက်ဖုန်းမှာကြည့်လိုက်အဲ့အသီးလေးတချမ်းပဲ့နေအသီးလေးအဲ့ဒါအေးဘွားကြိုက်ထားတဲ့ဟာကြိုက်ပြီးတော့သူ့ရောက်ကြောက်ပေးလိုက်တာနော် အဲ့ဒါနဲ့ဘုရားသခင်ကညနေတိုင်းသူလာစကားပြောတယ်မင်းတက်တက်လာစကားပြောဘုရားဘုရားသခင်လာတဲ့အချိန်မှာသူကြောက်နေပြီအဲ့အတီးလဲစားပြသူဝစ်လစ်စလစ်ဖြစ်အတိသွားတယ်အဲ့နဲ့အရွက်တွေမှာဖုံးဖဲပြီးတော့နေတဲ့ခါမှာဘုရားသခင်ကြွလာပြီအာဒံခေါ်ပြီနေပမာလေကျွန်တော်ကြောက်လို့ပုံနေပါတယ်တဲ့နေနင်းတို့ငါစကားနာပထမ ညာမဆန်းတဲ့အတီကိုစားပြီးမလားတဲ့ဟုတ်ကဲ့စားလိုက်ပါတယ်ကြာဒီနေ့စားတဲ့နေ့ဆက်မင်းတို့အရင်ဖျားတဲ့ဘာပြောနော်မင်းတို့စားတဲ့နေ့ဆက်လောကမှာတရားတော်မယ်နော်မင်းတို့ဝိညာဉ်တရားမယ်ပြောလိုက်ဖျားခဲ့ပြေခမအဒန်နဲ့အေဝအေဒီဥရမုံထွက်လိုက်တယ်ဘာလို့အဲ့မတီးလို့မရတော့အဲ့မုံထွက်လိုက်တဲ့ခါကျတော့သူ့အပြင်ထွက်သွားရတယ် နော်ဖျားကကောင်းတဲ့နေရာပေးထားတဲ့နဲ့စကားနာမထောင်တော့အီဒီနဲ့နေခွင့်မရတော့ဘူးနော်အဲ့ဒါပထမပိုင်းဖြစ်ပါတယ်လို့